အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ပွဲစုံရဲ့ဘွဲကျူ36အစီအစဉ်ကနေပြီးတော့ဒါပြန်လည်ကြိုဆိုလိုက်ပါရစေဗျာပရီးမီယာလိဂ်ပွဲစဉ်73စူပါဆန်ဒေးရဲ့အစောဆုံးပွဲစဉ်ဖြစ်ပြီးတော့ညရှားပါကြီးပွဲချိန်မှာချင်းမြန်ကစားမယ်ခရစ်စတယ်ဘဲလီအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ဘွဲကျူ36ကိုဒါကျွန်တော်နဲ့ဒီပွဲစုံရဲ့အားကစားအစီအစဉ်တွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ကိုတိုနီယိုကအတူတကွတင်ဆက်ပေးသွားမှာလည်းဖြစ်ပါရစေဗျာမင်္ဂလာပါကိုတိုနီမင်္ဂလာပါ ဟုတ်ကဲ့ပါဘုဒ္ဓကျွန်တော်တို့ဒါဒီတစ်ပတ်ဆိုပါ Sunday ကတော့ဒါပွဲကြီးပွဲကောင်းနေနဲ့ဒါအစိုးဆုံးပွဲစဉ်နေနဲ့ဒါပေးသက်တွေအတွက်ဆေးလုချစရာပွဲကြီးပွဲကောင်းနေတာစောင့်ကြနေတာဖြစ်ပြီးတော့ဒါ Crystal Palace အသင်းနဲ့ United ဝက်ဆန်နဲ့ Liverpool ဒါဒီတစ်ပတ်ဆိုပါ Sunday ရဲ့အကောင်းဆုံးပွဲစဉ်လို့ဆိုနိုင်မယ်ဒါ Chelsea အသင်းနဲ့ Arsenal အသင်းတို့လိုပွဲကြီးပွဲကောင်းတွေကဒါအဲဆောင်ကြုံနေရဲ့နောက်တစ်နောက်တစ်ချက်ရှိတာကကျွန်တော်တို့အစောဆုံးပွဲစဉ်တွေဖြစ်တဲ့အတွက်ဒါပေးသက်တွေတော့တော်တော်အေးမပြတ်ပင်နဲ့ဒါဆက်လက်ဆောင်ကြမယ့်ပွဲတွေဖြစ်တယ်ဗျာ ဆိုတော့ Manchester United အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်ရပြောရမယ်ဆိုရင်ဒါအဲ Manchester United အသင်းကနီးပြဘူးပြီး Amorin ကသူ့ရဲ့ formation ဖြစ်တဲ့ဒါ3-4-1ဆိုတဲ့ကစားဘက်ကိုဒါအရန်ကြီးမိကိုလုံးနေအရန်ကြီးအတဆန်လုံးနေလို့ဒါကျွန်တော်အနေနဲ့မြင်မိတယ်ဗျကိုတိုနီအနေနဲ့ရောဒါ United အသင်းနဲ့ပတ်သက်ပြီးတော့ဒါပြောစရာလေးတွေဒါဒီပွဲချင်းနဲ့ပတ်သက်ပြီးတော့ဒါဖြစ်ပေါ်လာမယ့်အလားအလာလေးကိုဒီဆက်သုံးသပ်ပေးပါအောင်ဗျဟုတ်ကဲ့ဗျာအကျွန်တော်တို့ Super Sunday ရဲ့ဒါ Premier League ပေါ်နေဆက်သုံးအစောဆုံးပွဲစဉ်လို့ဖြစ်တဲ့ Crystal Palace နဲ့ မန်ချက်စတာယူနိုက်တက်တွေ့ရဲ့ပွဲစဉ်မှာတော့ကျွန်တော်တူညီတဲ့ချက်လေးချက်ကတော့ဒါကွန်စတေဘယ်လီတင်ရင်ဒီဂျာကလပ်နားလည်းဒါ3421 formation ကိုတုံးတယ်ဒါမန်ချက်စတာယူနိုက်တက်တင်ရင်ဒီပြဘိုးရဲ့အမိုရင်ကလည်းဒါ3421 formation ကိုဒါခေါင်းမမနဲ့တုံးတက်တဲ့နီးပြတယောက်အဲ့တော့ဒီပွဲစဉ်မှာဒါ3421 formation မှာဒါအပိုင်အောင်ဖြစ်တဲ့ခရစ်စတယ်ဘယ်လီတင်ရပဲသာကြီးရပါမလားဒါနီပြဘရူမမိုရင်ရဲ့ဒါသူ့ရဲ့ကောင်းမွန်မှန်နဲ့တုံးတက်တဲ့ formation ရမယ်ဒီဘွဲစင်မှာသာကြီးရပါမလားဆိုတော့ကျွန်တော်တို့ ကျွန်တော်ပြည်သက်တွေနဲ့ပြီးစောက်ကြည့်ရမှာဖြစ်တယ်ဗျာဟုတ်ကဲ့ဗျာခဏတကဘိုးပြောသလိုပဲဒါကျွန်တော်တပတ်ကခရစ်စတဘဲလီအတင်းရဲ့နီးပြအိုလီဗာကက်စနာနဲ့ဒါဒါနီးပြရူဘင်အမော်ရင်လိုပဲဒါ၃လေးနှစ်ကကစားကွာဖော်မေးရှင်းကိုတုံးတဲ့နီးပြအမကျွန်တော်ဒီတစ်ချက်ရှိရာဒီနီးပြမတူညီတဲ့အချက်တစ်ချက်ရှိတယ်ဒါကဘာလဲဆိုတော့ဒါယူနိုက်တက်ဒ်တင်းရဲ့နီးပြရူဘင်အမော်ရင်ကဒါသူ့ရဲ့ဖော်မေးရှင်းကိုဒါဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲမင်းတို့ဘယ်လိုပဲပြပြဒါသူ့ရဲ့ဖော်မေးရှင်းလုံးဝမပြောနိုင်ဘူးဆိုတော့ခေါင်းမာတဲ့နီးကြတာ အဲတဖက်ကကျွန်တော်နီးပြခရစ်စတဘဲလေးအတင်းနီးပြတော့ဒီလိုမျိုးမဟုတ်ဘူးသူအနေနဲ့အဲသူ့ရဲ့ဖော်မေးရှင်းကိုလိုရင်းလို့ဆိုလို့ဖလက်စီဘဲအသုံးနိုင်တယ်ဒီချက်နှစ်ချက်ကပဲကွာပေးရောဒါတစ်ချက်အားသာချက်ရှိရလဲခရစ်စတဘဲလေးအတင်းကွန်းလဲမှာဆိုရင်ကျွန်တော်ဒါအဒန်ဝါဒန်လို့လိုမျိုးဒါလဝါနှုံးကောင်းတဲ့ကွန်းလဲပိုင်းရဲ့ဒါ အဲကန်ဆယ်ပိုင်းရောတော်တော်လေးကိုတည်ငင်နေတဲ့ကရစ်တယ်ပဲလေးအတင်းနဲ့တွေ့တယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်ဟာ United တင်းတော်တော်တော်လေးကိုခက်ခဲတဲ့ပွဲလို့တော့ကျွန်တော်ညာမြင်မိတယ်ပေါ့ဟုတ်တယ်ဗျာဟုတ်အကျွန်တော်ဒီနဲ့တင်းရဲ့လက်ရှိကောင်းရောင်းဟောင်းအခြေအနေချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ Ancient Crystal ပဲလေးတင်းကဒါတန်ပွဲဆုံးနောက်ဆုံး၅ပွဲမှာသူ့အနေနဲ့သုံးပွဲနိုင်ပြီးတော့တပွဲတည်းတပွဲရှုံးလာတယ်ဗျာဟုတ်ကဲ့ဘက်ကအဲ့ဒီ Manchester United တင်းဆိုလို့ရှိရင်တော့ဒါနောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်၅ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့၂ပွဲနိုင်တဲ့ပွဲစီနဲ့ဒါနောက်ဆုံးပွဲစဉ်ကိုတော့ရှုံးနေထားရတဲ့ โอเคအဲ့တော့ Corona Fire ဆိုလို့ရှိရင်ဒါနဲ့တင်းလုံးကနောက်ဆုံးပွဲစဉ်တွေမှာအရှုံးရလဲနဲ့ဒါရင်ဆိုင်တွန်းလှူတာတဲ့တင်းနဲ့တင်းဖြစ်တယ်ဗျာဟုတ်ကဲ့ပါကောအဲ့ဒါကျွန်တော်တို့ Premier League ရဲ့ဒီမူစီကတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ Ancient Coastal Bay တင်းကဒါ Premier League ပွဲစဉ်စနစ်ကစားပြီးတဲ့ချိန်မှာဒါ Yamane City စုဆောင်းထားနိုင်ပြီးတော့ဒါ Premier League ရဲ့ဒီမူစီကမှာအဆင့်၅မှာရပ်တည်နေပြီးတော့ဒါ Ed Manchester United နဲ့တင်းကတော့ Premier League ပွဲစဉ်စနစ်ပွဲကစားပြီးတဲ့ချိန်မှာ Yamane City မှနဲ့တူ Premier League ပွဲစဉ်ဇာမအဆင့်၃၀ရောက်ရှိနေတာဖြစ်တယ်ဗျအဲ့ဒီနဲ့တင်းရဲ့ဒါအမတ်ချမ်းမ်းချက်ဆိုလို့ရှိရင်တော့ နမတကွာပြင်မဲ့လေဒါအဆင့်ကတူဇာမဆိုလို့ရှိရင်အဆင့်50တော့ကွာနေကျွန်တော်တွေ့ရတယ်ဗျအဒီဝဲစင်မှာဒါမန်ချက်စတာယူနိုက်တက်တင်းတာနိုင်ငံရှိသွားမယ်ဆိုလို့ရှိရင်တော့ဒါခရစ်စတယ်ဘယ်လီတင်းရဲ့အထက်ကိုဒါတလန်းနိုင်မယ်ခွင့်ရရှိရဗျဟုတ်ကဲ့ပါဘူး။ဟုတ်ကဲ့ပါကွာ။ကျွန်တော်အနေနဲ့ဒီပွဲစဉ်ထူးခြားချက်လေးတို့ကြည့်ရမယ်ဆိုရင်ဒါ Crystal Palace အတင်းသက်မှာဆိုရင်နောက်ဆုံးကစားခဲ့တဲ့နောက်ပွဲမှာဆိုရင်တက်စစ်က6ဂိုးထီကိုဒါဆွမ်းဆောင်ထားပြီးတော့ဒါ Manchester United အတင်းဘက်မှာဆိုရင်နောက်ဆုံးကစားခဲ့တဲ့နောက်ပွဲမှာတက်စစ်က10ဂိုးထီကိုရထားတယ်ပြရတယ်ဗျ။ ဒါခရစ်စတယ်ဘဲလီအသင်ဘက်မှာဆိုရင်လည်းတက်စီကစားမမာဒေတာဆိုရင်ဒါသူ့ရဲ့အချုံတာကတ်တပွဲနှမ1.60ရှိပြီးတော့မန်ချက်စတာယူနိုက်တက်အသင်ဘက်မှာဆိုရင်တော့ဒါကျွန်တော်အဓိကကစားသမားလို့ပြောလို့ရမယ်ဒါဘိုင်အမူမူကချုံတာကတ်နဲ့1.3တီကိုဒါရရှိတာတာတွေ့ရတယ်ပေါ့အထက်ထူးခြားချက်အနေနဲ့ဒါခရစ်စတယ်ဘဲလီအသင်နဲ့မန်ချက်စတာယူနိုက်တက်အသင်တို့ရဲ့ထိတိုက်ပြည့်စုံမှုကိုတွားကြည့်မယ်ဆိုရင်ထိတိုက်ပြည့်စုံမှုနောက်ဆုံး9ပွဲမှာစီခရစ်စတယ်ဘဲလီအသင်ကဒါ3ပွဲတီကိုအနိုင်ရထားပြီးတော့မန်ချက်စတာယူနိုက်တက်အသင်ကတပွဲနိုင်တပွဲတည်ဆိုတော့ ဒါပဲလေအတင်းရမန်ဇက်စတာယူနိုက်တက်အတင်းနဲ့ပေးဆောင်နိုင်မှာအမြဲလို့လို့တကယ်ဒုက္ခပေးထားနိုင်တာတွေ့ရတယ်ဗျပို့ကျွန်တော်ကနောက်ထပ်တစ်ချက်ရှိမယ်ဆိုရင်ပရစ်စတယ်ပဲလေအတင်းဟာဒါကျွန်တော်တို့ကစားခဲ့တဲ့ပရီးမီးယားလိမ့်မှာဆိုရင်အာဆင်နယ်တင်းပြီးရင်ကျွန်တော်ဒါပေးကိုအ ਨੇ ဆုံးနဲ့ဒါပိုခိုးဆိုတဲ့အနေထားဒါခရစ်စတယ်ပဲလေခံစားရဆိုရင်ဘယ်လောက်ထိစွမ်းဆောင်ထားလဲခံစားကောင်းမွန်တဲ့အတင်းတင်းနဲ့မှာပါဝင်နေပြီးတော့ဒါယူနိုက်တက်အတင်းဘလောက်ယူနိုက်တက်အတင်းဒါခရစ်စတယ်ပဲလေအတင်းရဲ့ခံစားကိုဘယ်လိုမျိုးဒုက္ခပေးသွားနိုင်မလဲဆိုတာတော့ကျွန်တော်ကစိတ်ဝင်စားပဲဆက်လက်ဆောင်ကြည့်အောင်မှာဖြစ်တယ်ကို ဟုတ်ကဲ့ဒီပွဲစဉ်ကတော့တန်ရန်ကြောင့်လွှဲချုပ်ပွဲရှိရဲဒါမှဆင်းကျွန်တော်ချက်ကြည့်ရမယ်ဆိုလို့ရှိရင်ဒါ Ancient Crispet Ancient Crispet ဘယ်လိတင်မှာဆိုလို့ရှိရင်တော့အကွန်းရဲ့တရားသမားဒူဂိုရီယာဒါတန်ရန်ကြောင့်ဒီနေ့ပွဲစဉ်ကိုလွှဲချုပ်မှာခစ်ပြီးတော့အမက်ဂျန်ဆာယွန်ရဲ့တင်မှာဆိုလို့ရှိရင်တော့တိုက်စစ်မှုအဂျမီရှက်စကိုနဲ့ဒါမတ်တက်ကူညာအဲနောက်ကန်တရားသမားမက်အိုင်မကွိုင်းရရဒီတော့ကတော့ဒါတန်ရန်ကြောင့်ဒီနေ့ပွဲစဉ်ကိုလွှဲချုပ်မှာဖြစ်တယ်ကြွဟုတ်ကဲ့ပါတော့ကောဟုတ်အပြည့်တော့ကျွန်တော်ဒီပွဲစဉ်မှာဒါပေါ်ထွက်လာတိုင်းပွဲရှိရဲ့အဲကမန်ကွတ်တက်လူစင်ကိုဆက်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ အခုဆက်ပြီးလိုက်တမဆိုလို့ရှိရင်တော့နီဘီယာအိုလီဗာကက်စနာဒါတည်းရဲ့အဲဘော့တနက်ရလဲနေပုံစံဖြစ်တဲ့3421 formation နဲ့ခက်လာမှဖြစ်ပြီးတော့ကိုသမားနေရာမှာဆိုလို့ရှိရင်တော့ဟန်နာဆန်အော်ရန်ဒေါနေရာမှာဆိုလို့ရှိရင်တော့ရီရှယ်လက်ထရိုစ်ရာဂူဟီယာဒီအတောင်းတက်ပထလာအောင်ဖြစ်တယ်အဝမ်ဘက်နေနေရာမှာဆိုလို့ရှိရင်တော့မွန်နော့နဲ့မီချေကပထလာမှဖြစ်ပြီးတော့ဒါကွန်းလည်းနေရာပထလာမှဆိုလို့ရှိရင်တော့အတာဝါတန်နဲ့တူတာကမတာပထလာမှဖြစ်တယ်ကဟုတ်ကဲ့ပါကိုအပြီးတော့တိုက်စစ်တောင်းအောင်တွဲမှာဆိုလို့ရှိရင်တော့စာနဲ့မက်ဒီတာပီနိုရဒီတောင်းအောင်ပြပေးဒါကိုထုတ်လာမှထင်တယ်ဗျာ ်တပတ်ကအဲ့ဒီမန်ချက်စတာယူနိုက်တက်မှာဆိုလို့ရှိရင်တော့နီးပြရူဘင်ဟမိုရင်ကဒါပြီးရပေါ်ထက်နေကလိုင်းနပ်ပုံစံတစ်ခုဖြစ်တဲ့3 4 2နဲ့ပဲပေါ်ထက်လာမှာဖြစ်ပြီးတော့အဂိုဒမန်နေရာမှာဆိုလို့ရှိရင်တော့ဆင်နီလမ်မန်နောက်တော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ရိုလိုဒီလေးနဲ့ဒါလီရှော့ရဒါဒီတော့တော့ပေါ်ထက်လာမှာဖြစ်တယ်အဝမနနေရမှာဆိုလို့ရှိရင်တော့မာရာဇာဝီနဲ့ဒိုဂူကပဲတောက်ထပ်မပုတ်ထလာမယ်ထင်တယ်ကဟုတ်ကဲ့ပါကိုကိုလည်းညောက်တွဲမှာဆိုလို့ရှိရင်တော့ဒါ United ရဲ့အထိုင်ကွင်းနဲ့တွဲဖြစ်တယ်ဘရူနိုဖာနန်နဲ့တက်စမီရိုကပုတ်ထလာမှာဖြစ်ပြီးတော့တက်စစ်တောင်းအတွဲမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ ခမန်းလိုင်းရဲ့ဆင်းမဆိုလို့ရှိရင်တော့အမက်တီယာလို့ Brian Amumu နဲ့ Mr. Maru ကပို့ထက်မယ်လို့ခမန်းနာပြီမယ်လေဒါတကယ်တော့ပို့ထက်လာချိန်မှာတော့ဘယ်လိုပြောင်းလဲတည်ဖြစ်လာမယ်ဆိုတော့ကျွန်တော်တစ်ချက်ဆောက်ကြည့်ရမှာဖြစ်တယ်ဗျဟုတ်ကဲ့ပါတော့ဟုတ်ဒါ United ရဲ့ဒါခမန်းပို့ထက်လူဆင်းမဆိုလို့ရှိရင်တော့အမက်တီယာလို့ကဒါညတော်ဘာမှာပို့ထက်လာဖို့ခမန်းနာပြီးတော့တကယ်တော့ပို့ထက်လာတဲ့ချိန်မှာဒါဘယ်လိုနေရာမှာဒီပြကထားတုံးနေဆိုတော့ချက်ဆောက်ကြည့်ရမှာဖြစ်တယ်ဗျအဲပြီးတော့ဒါနောက်တစ်ချက်ရှိတာကဒါ Manchester United နဲ့တင်းရဲ့ဒီပြလို့ရဲ့ MOR နေနဲ့ဒါသူ့အနေနဲ့ဘုံမနေရာမှာဆိုလို့ရှိရင် Sydney Lemax က ုံပုံတင်နေရလို့ဖြစ်နေပြီ။ဒါနောက်တော့တော့အဲမှာဆိုလို့ရှိရင်ဒီလိုဒီလေးနဲ့ဒါဒီဆွဲတို့ကဒါပုံမှန်ဖိုတက်နေကြနောက်တန်းတော့ဖြစ်နေပြီ။ဟုတ်ကဲ့ဒါကိုနဲ့တွဲနှစ်ယောက်ဖြစ်တဲ့ Casemiro နဲ့ Bruno Bruno Fernandes ဆိုလို့ရှိရင်ဒါဒါပုံမှန်ပေါ်ထွက်နေကြတူဖြစ်နေပြီ။အဲတော့ Women's Chance ဆိုလို့ရှိရင်ဒါ Marazzari နဲ့ Dobuya ဒီစားမှဒါဒါအမြဲလိုလိုဒီလိုပေါ်ထွက်နေတဲ့ lineup ပုံစံဖြစ်တဲ့ရ။ဒါမှကျွန်တော်ပြောစရာရှိတာကတက်စစ်တောင်းအောင်တော်ပြ။တက်စစ်တောင်းအောင်တဲမှာဆိုလို့ရှိရင်တော့ United အသင်းနီးပြ Bruno Amorim နဲ့ Angel Dak ကြောင်းလေးလုံးနေတာတွေ့ရတယ်ကြ။ဟုတ်ကဲ့အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့သူ့အနေနဲ့ Amedia လို့ပြင်နေမှာကစားမှလည်း Brian အမှုကိုဒါ Force 9အထောက်မှာကစားမှာလားမစ္စမောက်ပဲပေါ်ထုတ်လာမှာလားဒါမှမဟုတ် ZG ပဲပေါ်ထွက်လာမှာဒါကျွန်တော်အနေနဲ့ပြောမှခံမလို့မရတဲ့ဖြစ်တစ်ခုလို့ဖြစ်နေတယ်ဗျဟုတ်ကဲ့ပါကိုဒီလိုတက်စစ်အပြောင်းလဲတွေများစွာပြုလုပ်နေတာပဲကလည်းနဲ့တင်းရဲ့ဒါကိုရမှုနဲ့ဒါရက်လက်ပိုင်းဆိုင်ရာတော့အနေနဲ့ဒီတိကျနေရလို့ကျွန်မနေမြင်မိတယ်ဗျဟုတ်ကဲ့ပါကိုဒါဆောင်းကအပူပြောရတာလေဒါဒီမတက်တဲ့တင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဆောင်းသွားတာတွေ့ရတယ်ဒီနေ့တင်းနီးပြကိုအမော်ရင်သူ့ရဲ့ formation ကိုလုံးဝကောင်းပါရဲ့ဘလို့ပဲဖြစ်ဖြစ်ငါ့ရဲ့ formation လုံးဝမပြောနိုင်ဘူးဆိုရဲအဲပုံစံမျိုးကြီးက ကျွန်တော်အနေနဲ့ UN နဲ့တင်းရဲ့အနာဂတ်နိုင်ငံတင်းရဲ့ရေရှည်နဲ့ဆက်သွားလို့ဘယ်လိုမှအဆင်မပြေဘူးပဲကျွန်တော်အနေနဲ့မြင်မိတယ်ကိုဆိုတော့ဒါပြီးခဲ့တဲ့ Everton အသင်းနဲ့ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့ကတန်ပဲအသင်းကတရားပြောအနေထားနဲ့73မိနစ်မှာဒါကစားပြီးတော့မိနစ်80လောက်နေပါဟိုဒါပွဲကိုစွမှုပြီးကစားရမယ့်အနေထားမှာသူ့အနေနဲ့ချစ်ပါဂိုးတွေလည်းမရဘူးအာတိုက်စစ်ပိုင်းရောကွန်းလေပိုင်းရောကျွန်တော်တို့ကဘာမှထူ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 လုံးမပြနိုင်တဲ့အနေထားမှာ United လို့ level view နဲ့ဆိုရင်ဒါ United အသင်းတော့ကတော့တော်တော်လေးကိုစိတ်ပြည့်စရာကောင်းတဲ့ရလက်လိုပဲဒါသင်မိမိတယ်ကို ကျွန်တော်ကနောက်ထပ်တစ်ချက်ရှိတာက United ကျွန်တော်တိခဲ့တဲ့အရင်ကတိခဲ့တဲ့ United အသင်းအားဆိုရင်ဒါနောက်ဆုံးအချိန်နောက်ဆုံးမိနစ်တင်ပါဆိုရင်ဒါပြင်ပအသင်းကိုကြီးအားပေးကစားမယ်နိုင်မခံအရှုံးပေးဆိုတဲ့စိတ်တမျိုးနဲ့ကျွန်တော်တို့ကမြင်ခဲ့ရတဲ့အပြင်ပြဆိုတော့ဒါဒီနောက်ပိုင်းမှာဆိုရင် United တင်းရဲ့ကစားမားတွေအားဆိုရင်နိုင်လုံစိတ်မပြင်းပြတာရဲ့အသင်းကိုဥဆောင်နေတဲ့နီးပြားကပါကျွန်တော်တို့ကခေါင်းမာတဲ့နီးပြားမျိုးဆိုတော့ United တင်းရဲ့နီးပြားတွေပြီးအမော်တွေအနေနဲ့ အန္တရာယ်တပွဲနှစ်ပွဲလောက်ပြင်းရင်ဒါနီးပြအပြောင်းလဲတွေဖြစ်လာနိုင်မလားဆိုတော့ဒါကိုလိုနီအမီတစ်ချက်သုံးသပ်ပေးပါအောင်ကို။ Okay ပြ။ Okay ပြကရီဗင်အမွေနဲ့လေဒါ United တင်ရဲ့ပုတ်ခွဲတွေဒါအတင်းပါရှင်တွေအဲဒီလိုမင်းများသူ့ဖောက်ခံအားပေးမှုနဲ့သူသူ့အနေနဲ့အဲအတင်းမှာတော့ဆက်လက်ရည်ကြည်နေမှာဖြစ်တယ်ပြ။ Okay ပို့။ဒါမှတစ်ခုရှိတာအတည့်ရဲ့ကျွန်တော်ခုနပြောသူဒါတက်စစ်ပိုင်းပြောင်းလဲလေးတွေဒါတက်စစ်မှာမြင်တဲ့ပုံတွေအဲ first line နဲ့လေးကတော့ရှိတင်တယ်ပြ။သူ့အနေနဲ့ဒါတက်စစ်ပိုင်းကဒါဒါဘုံမပေါ်တင်ကြလိုင်းနဲ့ first line နဲ့ပုံစံကရှိမယ်ဆိုလို့ရှိရင်တော့ တင်းရဲလေးရလက်တွေဒါတစ်မျိုးပုံပြောင်းလဲလာနိုင်ပြီးတော့နောက်တစ်ချက်ရှိရကက်စမဲရိုဗျကက်စမဲရိုနေနဲ့ဒါအသင်းကိုကွင်းလင်မှာအကောင်းဆုံးလေးမောင်းနေပေးနိုင်တယ်ဆိုပေမဲ့သူ့ရဲ့အသက်ရဲ့ဘာရလာမှုနဲ့တူဒုတိယဘက်မှာဆိုလို့ရှိရင်သူ့သူ့ရဲ့ပစာကကြောက်သွားတဲ့ပြီးတော့အတူညံမှာဒါလူစားဝင်လာမဲ့ဥကာဒေးဝင်လာမလားကိုဘီမိုင်နိုးဝင်လာမလားဒါဒါတရားဝင်လာရမယ်ဆိုလို့ရှိရင်တော့ဒါ United တင်းရဲ့ဖွေးလက်ပိုင်းကတိတိကျကျလေးထွက်ကြွားသွားတာတွေ့ရရပြ။ရေအဲ့တော့ဒီပြဿနာကလေဒါ Ruby Mobile ဖြစ်ရှင်းရမယ့်ပုံစံတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်ပြ။ဟုတ်ကဲ့ပါဟုတ်။ပြီးတော့ကျွန်တော် flexibility တင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်ဒီပြ ဟုတ်ပြီပါခဲ့ class နာက3421ဆိုတဲ့ forming ချင်းမှာဒါလုံးဝပိုင်းနိုင် training ကသုံးသက်တဲ့နည်းပြပြဟုတ်ကဲ့ကိုသူအနေနဲ့ဇာသမောက်ဘယ်နေရာမှာသုံးမယ်အဲဘလို့ပို့ထက်စီမယ်ဆိုတာကိုဒါအကောင်းဆုံးပိုင်နိုင်တဲ့ blinker ဖြစ်တဲ့အတွက်ဒါ feasibility သင်ရဲ့ဇာတ်လက်တွေကအတော်လေးကောင်းနေတာတွေ့ရတာကဟုတ်ကဲ့အဲ့တော့ဒီပွဲစဉ်မှာတော့တည်ကြတယ်အဲ United သင်အနေနဲ့ခက်ခဲတဲ့ပွဲစဉ်ပဲလို့ဒါဆက်လက်ကံမှာဖြစ်ရကြဟုတ်ကဲ့ ဆိုတော့ကကိုပြောသလိုပဲကျွန်တော်တစ်ဖက်က Crystal Palace အသင်းရဲ့နီးပြအိုလီဗာဂက်စနာဆိုရင်ဒါသူပြီးခဲ့တဲ့ပွဲစဉ်တွေမှာကစားတဲ့ပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်သူအနေနဲ့3-1ဆိုတဲ့ကစားကွက် formation ကိုသုံးနေတယ်ဆိုပေမဲ့လေဒါလိုအပ်ရင်ပြင်ပတင်းကိုကြည့်ပြီးလိုအပ်ရင်လိုအပ်တယ်လို့သူအနေနဲ့ဒါကစားသမားအချိန်ပြောင်းနေတယ်ကစားသမားအချိန်ပြောင်းလေးတွေဒါ formation အနေနဲ့သူအနေနဲ့ဒါ plus save ပဲသုံးနိုင်တယ်ကျွန်တော်ကတစ်ဖက်ကနီးပြ Ruben Amore အနေနဲ့သူအနေနဲ့ဒီလိုပုံစံမျိုးကြီးဒါခေါင်းမမှန်နဲ့ဆက်သွားနိုင်မယ်ဆိုရင်တော့ဒါတစ်ဖက်က Crystal Palace အသင်းတို့ဒါ Blue Man ရှင်ကစားသွားနိုင်ဖို့မဖြစ်နိုင်တဲ့အနေအထားဗျ။ကျွန်တော်တို့ကနောက်ထပ်တစ်ချက်ရှိတာပြောချင်တာရှိတာက Manchester United အသင်းပတ်မှာဆိုရင်ဒါတူးချင်းဆွမ်းဆောင်ကြီးရာကစားမကောင်းတွေဒါအကြီးသွေးမြင့်ကစားမကောင်းတွေရှိတယ်ကျွန်တော်အရင်အမမိုးတို့လိုမျိုးကွန်ညာတို့လိုမျိုးကစားမကောင်းတွေရှိတဲ့အတွက်ကတော့ဒါခရစ်တဲ့ပဲလေးအတင်းလို့ဒါအတင်းလိုက်ဖွဲ့စည်းမှုကောင်းတဲ့အတင်းနဲ့တွေ့တဲ့အနေအထားမှာယူနိုက်တက်အသင်းဘက်ကအားကိုးချက်ရှိတာဆိုလို့စားဒီကစားမတယောက်ချင်းတည်းရဲ့စမ်းဆောင်ကောင်းနေတယ်နိုယူနိုက်တက်ပေးတဲ့အလီနဲ့ဒါမြုံလင်းဆောင်သွားမှာဖြစ်တယ်ဗျဟုတ်တယ်ခေါ့ ုတ်ကဲ့ပါကဒါပရီးမီးယားစူပါဆန်ဒေးရဲ့ဒါပရီးမီးယားလိပွဲစဉ်73အနေနဲ့ဒါခရစ်စတယ်ပဲလီအတင်းနဲ့မန်ချက်စတာယူနိုက်တက်အတင်းတို့ရဲ့ပွဲစဉ်ပေါ်မှာဒါကိုတိုနီအမီလေးအနေနဲ့ဒါအော်ဂျီဖွင်းလင်းနဲ့ဝေယားလက်အစီအနေလေးကိုတစ်ချက်ဒါတုံးသက်ပေးပါမှာဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒီပွဲစဉ်မှာတော့ဒါအင်းရှင်ခရစ်စတယ်ပဲလီတင်ရဒါ level 50ရှုံးဆိုတဲ့ကြီးကျော်ပေးတာပြီးတော့အဂူပေါင်းဈေးမှာဆိုလို့ရှိရင်တော့350နန်ဆိုတဲ့ဂျီပလစ်တာကျွန်တော်ပြရတယ်ကွာဟုတ်ကဲ့ဒီပွဲစဉ်လေးပေါ့ကျွန်တော်ဒူးလေးမြင်ကခမန်းတုံးသက်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကတည်ကြတယ်ဗျ ဒီကနေ့တင်တော့တေရလက်ရောက်တော့မင်းရုံးကံမဲ့နေထားလို့ကျွန်တော်မြင်နေဒီဘက်စင်မှာ ancient crystal belly တင်တော့ကျွန်တော်ကိုအကြိုက်ပြမိပြီးတော့ဒါဒီဘက်စင်ရတာကျွန်တော်ရန်လောက်ခတ်မှန်းမယ်ဆိုလို့ရှင်တော့ဒါ ancient crystal belly တင်ရပဲတေရနိုင်ဆိုတဲ့ရလက်နဲ့ပြီးဆုံးသွားမယ်လို့ကျွန်တော်နေထင်မိမိတယ်ဒါဟုတ်ကဲ့ပါပေါ့ဟုတ်ကဲ့ပါကွာကျွန်တော်နေနေဒါဒီဘက်စင်လေးပုံမှာဒူးတဲ့အမြင်ကကျွန်တော်တုံသက်ပေးရမယ်ဆိုရင်ကျွန်တော်တို့ဒါခန်းစဲအားကောင်းတဲ့ crystal belly လို့အတင်းမှာ manchester united အတင်းစာတွားရောက်ချင်းမြန်ရမှာဖြစ်တာကြောင့်ကျွန်တော်အတင်းကျွန်တော်နေနေဒါအဲ United အသင်းနဲ့အနည်းဆုံးတရီလောက်တော့ ခံကစားပါမယ်။အဲကျွန်တော်အကြိုက်ဆိုရင်တော့ဒါဘိုးကပြပဲကျွန်တော်ရွေးချယ်ပေးချင်တယ်ကြာ။ဟုတ်ကဲ့ပြ။ဟုတ်ကဲ့တော့။ဟုတ်ကဲ့ပါဘိုးဒါကျွန်တော်တို့ဒါ Pistol Bay လေးအတင်းနဲ့ Manchester Diamond တင်းတို့ရဲ့ဝက်လေးပေါ်သုံးသက်ခဲ့ရလဲဒါတော်တော်လေးများသွားပြီဆိုတော့ကျွန်တော်ဒါကျွန်တော်တို့နှစ်ယောက်ရဲ့အစီအစဉ်လေးကိုကျွန်တော်တို့ဒီမှာပဲခဏညင်လာလဲအောင်ဗျ။ဟုတ်ကဲ့ပြ။ဟုတ်ကဲ့ပါခင်ဗျာဒါကျွန်တော်တို့တင်ဆက်ပေးလိုက်တာကတော့ Super Sunday ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ Crystal Bay လေးအတင်းနဲ့ Manchester United အတင်းတို့ရဲ့ပွဲပွဲကြိုသုံးသက်အစီအစဉ်လေးပဲဖြစ်ပါရဲ့ဗျ။ဆိုတော့ဘလို့ရလက်တွေဘလို့အခြေအနေတွေဖြစ်ပေါ်လာမလဲဆိုတော့ ကျွန်တော်တို့ပွဲစုံပေးသက်ကြီးနဲ့တူရင်ခွန်ဆစ်လို့ရှားဆော်နယ်ပဲဆက်လက်ဆောင်ပြေရအောင်ပါလို့ပြောရင်းနဲ့ကျွန်တော်တို့ပွဲစုံရဲ့ပေးသက်တယောက်ချင်းဒီတိုင်းကိုအထူးကျေးဇူးများကြီးတင်ရှိပါတယ်ခင်ဗျာအခုလည်းတင်လိုက်တင်ပါတယ်ဒီကျွန်တော်ရဲ့ခရီးစမရဲ့